ဘုရားခင်ကမောရှိကိုတဲတော်ကိုစောက်ဖို့ရတဲ့ဘုရားကပြပုံစံပေးသုံးရမဲ့ပစ္စည်းအလျားအနံအကျယ်အဝန်းအရှိအကုန်ဘုရားခင်ပြောပြီးသားဘုရားခင်ပြောတယ်မောရှိမင်းဣဒလာမျိုးတော်ကိုနှိုးဆော်ပေးရစောက်လို့ဖို့ရတဲ့ပြောတာကဘုရားလိုအပ်တဲ့ငွေကြီးကိုဘုရားခင်ကကောင်းခင်ကမချဘူးဣဒလာအမျိုးသားတွေပေးရအဲ့ဒါကိုဘာလို့ခေါ်လို့ဆိုဘုရားသခင်ထောက်ပံ့တာတချို့အဲ့ဒါလက်မခံဘူး တာဖျားထောက်ပံ့တာမလို့ငါတို့ပေးထားတဲ့အရာကြီးငါတို့ပါဝင်ထားတာငါတို့ပြူထားတာတရှိယုံကြည်တော့ဘယ်လိုတွေးလဲဆိုတော့ဆရာတွေကလည်းခဏခဏအလူခံလုံးနဲ့တကယ်တော့သူအလူခံတာမို့သူနှိုးစော်ပြရတာဖျားသခင်ရဲ့ပုံစံအမှန်တခါတည်းကမှတရှိကဘယ်လိုတွေးလဲဆိုတော့အမှုတော်ဆောင်တယောက်ကတခုခုပါဝင်ဖို့နှိုးစော်ပေးတိုင်းဘာဝေးရင်လည်းယုံကြည်ခြင်းမရှိအငြင်းရမဲ့ပါဝင်ဖို့အတွက်နှိုးစော်နေတယ်ဘာလို့တွေးတယ် အဲ့လိုပြောကြည့်ဆိုရင်မောရှိလည်းယုံကြည်ခြင်းမရှိတင်တို့တိုင်းနဲ့ပေတံနဲ့တိုင်းမယ်ဆိုရင်တချို့မတိတဲ့သူအမြင်မပွင့်တဲ့သူတွေကြတော့ဘလို့မြင်လဲဆိုတော့အလူခံတယ်ဆာလိုရရှိပြီဆိုရင်လည်းဆရာတွေကဆက်လာပြီအေးမလီရှိပြီဆိုရင်လည်းဆရာတွေကဆက်လာပြီဆိုပါဆိုအတင်းတို့နဲ့ပတ်သက်တဲ့ကူညီမှုတွေလှုပ်ဆောင်မယ်ဆိုလည်းဆရာတွေကဆက်လာပြီတင်နဲ့လှုပ်တော့မယ်ဆိုလည်းဆရာတွေကဆက်လာပြီ တခုခုဆိုရင်လည်းဆက်လာပြီအဲ့ဆိုတော့ဘယ်လိုပဲတွေးလဲဒီစရာတွေကအမြဲတမ်းပဲနှိုးဆော်ပြီးနေတာယုံကြည်ခြင်းမရှိဘူးတကယ်တော့မဟုတ်ဒီရဲ့တဲတော်ဆောက်လို့ဖို့အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးကိုဖရားကပေးလိုက်လို့ရတယ်ဖရားကအဲ့လိုမပေးဘူးသူကသူ့ရဲ့သားသမီးရဲ့စထဲမှာပေးချင်တဲ့စေတနာစိတ်ကိုဖရားထည့်ပြီးရောမောရှိကားတဲ့ဣတရာမျိုးသားကိုစုလိုက်မင်းတို့အထဲမှာတဲ့ဖရားကနှိုးဆော်တဲ့သူအားလုံးနဲ့မကြငယ်တဲတော်ဆောက်မရတဲ့ပေါင်လို့ရတယ် ရွှေယူလာခဲ့ငွေယူလာခဲ့ကိုယ့်ရဲ့အထဲမှာဘုရားသခင်နှိုးဆော်ရပါဝင်ရတယ်ဒါဆိုကြည့်ဣတလာအမျိုးသားတွေကနှိုးဆော်မှုမရခင်မောရှိကအရင်နှိုးဆော်ပြရတယ်မောရှိကဘသူနှိုးဆော်ကလည်းဘုရားသခင်ကနှိုးဆော်ခိုင်းတာဘုရားသခင်ကမောရှိကိုနှိုးဆော်ခိုင်းတော့မောရှိကလည်းဣတလာမျိုးသားအားလုံးကိုအစည်းအဝေးခေါ်ပြီးအဲ့ဒါကိုပြောတော့အောင်စရာကောင်းတယ်နော်ဘုရားသခင်လှုပ်ခိုင်းတဲ့ပုံစံလေးထမရကြခန်းကြီး36အငယ်6နဲ့9လေးမှာ မောရှိသည်တန်ရှင်းရာဌာနတော်ကိုလှူခြင်းအဘေယောက်ျားမိန်းမများထပ်မံ၍မလုံစင်လို့စီ၍တတက်လုံးကိုကျင်ညာစေသည်ဖြင့်လူများအလူဆောင်ခြင်းအမှုကိုစီတ၏ရခဲ့သောဥစ္စာသည်အလုံရှိသည်များကိုပီးစီလောက်ယုံများမကပူရှံလျက်ရှိသည်မောရှိကဣဒလာအမျိုးသားတွေကိုတားလိုက်ရတဲ့ຢာတစ်ခုရှိဘရိတ်အုပ်လိုက်ရတက်တစ်ခုလုံးမှာလည်းပြင်ညာပြီးအမိတ်ထုတ်လိုက်ရခေါင်းဆောင်ကြီးကိုယ်တိုင်ကအမိတ်ထုတ်ပြရတယ် ပေးမဲ့ပေးกว่าဘုရားခင်နဲ့ပတ်သက်လာရင်အကြီးဆုံးသောအတန်နဲ့အကောင်းဆုံးသောအမောက်ပမာဏကိုငါတို့ပေးမယ်မပေးဘဲနဲ့လက်နေတဲ့သူတွေကအဲ့ဒီတဲတော့ပါဝင်ခြင်းမှာအခွင့်မရပဲနေသွားလိမ့်မယ်တချို့ကအခုမှတိုင်ပင်လို့လင်မဲမြောက်ကသဘောတူပြီးတော့လာပြီးတော့ရှိတယ်မောရှိကလက်မခံတော့ကျေးဇူးရတဲ့နအခုလိုလာပါဝင်ပေးတာဒါပေမဲ့ကျွန်တော်တို့အနေနဲ့လုံးဝလက်မခံတော့ဘူးတကားပိတ်သွားပြီလူလို့မရတော့ လူချင်းတယ်ဆိုလူငါလည်းကြောင်ပေးကမ်းခြင်းနဲ့ပတ်သက်လာအချိန်မစွဲနဲ့အချိန်မစွဲနဲ့ဖယားရခင်ကသာသနာကိုဘယ်လိုထောက်ပံ့လဲယုံကြည်သူတွေအားဖြင့်ထောက်ပံ့အသင်းတော်သာသနာမှာယုံကြည်သူတွေအရေးပါတဲ့ကဏ္ဍတွေမှာပါတယ်။ဘာလို့ဆိုအမှုတော်ဆောင်တွေကလောကအလုပ်ကိုမလုပ်ဘူး။ဆိုအမှုတော်ဆောင်မှာနှစ်ပိုင်းရှိအချိန်ပိုင်းမှုတော်ဆောင်နဲ့အချိန်ပြေးအမှုတော်ဆောင်ဒါမဲ့ကျွန်တော်တို့အသင်းတော်မှာရှိတဲ့အမှုတော်ဆောင်အားလုံးရဲ့ဆိုအချိန်ပြေးအမှုတော်ဆောင် အလုတ်မရှိလို့ရောင်ဝါးဝါးနဲ့အမှုတော်များထဲမှာဝင်လာတာမဟုတ်အလုတ်ရှိတယ်တချို့ကြောက်တယ်လစာကောင်းတယ်တချို့ကြောက်တယ်လက်ရှိအလုတ်ကကိုယ့်အတွက်အသုံးရတဲ့အစင်ပြေနိုင်တဲ့ဝင်ငွေရှိတယ်ဒါပေမဲ့အဲ့ဒီအလုတ်တွေအကုန်လုံးကိုထားခဲ့ပြီးတော့ဖျားနှောက်ကိုလိုက်တာလစာရှိရဆိုကိစ္စမရှိဘူးလတိုင်းမှာမျောလို့ရတယ်လစာအတင်းတော်မှာလစာမရှိဘူးလစာမရှိတော့နေ့တိုင်းအတွက်သူတို့လူအပ်တဲ့ရာကိုဘုရားခင်ကထောက်ပံ့ပြီ အလုံးမလုံးဘူးဝင်ငွေမရှိဘူးဖရားအတွက်ဆက်ကတ်တဲ့အမှုတော်ဆောင်တယ်ဆူတောင်းလိုက်တိုင်းကောင်းကင်ဘောကငွေတထုပ်ဖရားမချဘူးဆူတောင်းလိုက်တဲ့ကောင်းကင်ဘောကစံတိတ်ဖရားမချဘူးဆူတောင်းလိုက်တဲ့ကြက်တကောင်လေးဘောနဲ့ပြန်လာပြီးတော့အာလူးနှစ်ပိတ်တာနဲ့တွဲပြီးမကြလာဖရားဘလူလူကိုယ်စယုံကြည်သူကိုပို့ပြီးနှိုးစော်ပေးတာသူရဲ့အဲဒီမှာတော့ပါဝင်ခြင်းနဲ့ဆန္ဒဖြစ်လာအသင်းတော်ရဲ့အငယ်ဆုံးသောသူအတွက်ပါဝင်ခြင်းတာအသင်းတော်ရဲ့ဆောက်လုပ်ရေးအတွက်ပါဝင်ခြင်းတာ အသင်းတော်ရဲ့အေးဥလီကဏ္ဍအတွက်ပါဝင်ချင်တာအသင်းတော်မှာလှုပ်ဆောင်တဲ့ကဏ္ဍတွေအတွက်ပါဝင်ချင်တာအသင်းတော်မှာရှိအမှုတော်ဆောင်တွေအတွက်ပါဝင်ချင်တဲ့ဆန္ဒဖြစ်လာပြီဆိုရင်အဲ့ဒါကတင့်ရဲ့ထဲမှာဘုရားတခင်နှိုးဆော်နေတာဘုရားတခင်နှိုးဆော်မှုကြောင့်ချက်ချင်းလို့ဒါကအမှုတော်ဆောင်တရားနဲ့ကျွန်တော်ကြုံဘူးတယ်အဲ့ဒီနေ့မှာကျွန်တော်စိတ်ထဲမှာကသူ့ရဲ့မျက်နှာပေါ်လာသူ့ကိုပေးချင်တဲ့ဆန္ဒအရန်ဖြစ်လာအဲ့ဒါကျွန်တော်လဲသူ့ကိုပေးလိုက်တယ်ကျွန်တော်ပေးတာကအများကြီးမဟုတ်ပါဘူးအနေငယ်ပါပဲ တော့ဘာပြောရမလဲတော့ဝမ်းတာလုံးလို့လေထပါကုန်အိုးတိုင်းကူကြီးစက်တော့ကျွန်တော်ပြဘာများဖြစ်တာလဲကျွန်တော်ပြီးတဲ့ပမာဏအမောက်ကနည်းနည်းလေးဟုတ်တယ်စီရတယ်ကျွန်တော်ဒီချိန်မှာငွေကြီးအရန်လူအပ်နေလို့ကျွန်တော်အသေးအံဆူတောင်းနေတဲ့အချိန်စီရရဲ့သူဘယ်တော့စဉ်းစားလဲဒီအချိန်မှာသာတယောက်ယောက်ကတာငါ့ကိုအလူငွေလေးပေးလိုက်ငါအရန်ပျော်ပြီးပါပဲသူအရန်စိတ်ကူးရင်ပြီးတော့ဘုရားကြီးကမှဆူတောင်းနေအရန်လေလိုအပ်နေပြီမဖြစ်မနေလိုအပ်တဲ့အချိန်မှာပေးလိုက်တဲ့ရာကအနှဲငယ်လေးပဲ ။ तू ကလည်းတစ်ဖက်မှာလူလို့ဆူတောင်းနေကျွန်တော်ကလည်းဘုရားကင်ကတစ်ဖက်မှာနိုးစော်ပြီးတယ်။သူ့မျက်လုံးထဲမှာလာပုံပေါ်စိတ်ထဲမှာကတူထီလာ။အဲ့ဒါကဘုရားလှုပ်သွားတာ။တင်အမှုတော်ဆောင်တယောက်ယောက်ကိုတင်းရဲ့စိတ်ထဲမှာတူထီပြီးပေးချင်တယ်ဆိုအဘုရားကနိုးစော်နေ။အငြင်းတည်းမပေးဘူးတစ်ခါမှလည်းမပေးဘူး။ဒါပေမဲ့ဒီတစ်ခါမှသူ့ကိုစိတ်ထဲမှာတူထီတယ်ဆိုအဲ့ဒါကဒီအမှုတော်ဆောင်ကိုပေးဖို့တော့ဘုရားကနိုးစော်တာ။နိုးစော်တယ်မှာသူချက်ချင်းလှုပ်ချက်ချင်းလှုပ်ဟုတ်တဖက်မှာကဖျားကင်ကဘလိုင်းမလို့ဆိုတဖက်မှာက ဆွတ်တောင်းနေတဲ့သူတွေရှိတယ်။တချို့မှုတော့ဆောင်ဒီချိန်မှာဆွတ်တောင်းတယ်ငွေကြေးတော့ဆွတ်တောင်းနေတယ်။သူတို့ဆွတ်တောင်းခြင်းကဘုရားခင်ကမြင်တယ်။မြင်လဲမြင်လို့သူတို့ရှိမှငွေတွေရောက်လာဖို့ရန်အတွက်ဘုရားခင်ကတချို့တော့သူကိုနှိုးဆော်ပေးနေတယ်။ဒါပေမဲ့တချို့ကအဲ့ဒီနှိုးဆော်မှုကိုကန်ဆယ်လုပ်လိုက်ပြီ။မပြီးပါဘူး။ငါတို့နဲ့ခင်နာမှမဟုတ်ဘူးငါတို့အတင်းတော့ကမှမဟုတ်တာ။ဒါပေမဲ့နောက်တစ်ယောက်ကျတော့နှိုးဆော်မှုရတယ်စိတ်ထဲမှာကအရန်နှိုးဆော်တော့သွားမယ်ပပိပလိုက် တဖက်မှာကဆူတောင်းနေတာနဲ့တဖက်မှာကပေးဖို့ရတဲ့စိတ်ထဲမှာပေါ်လာတဲ့နဲ့ဖခင်အမြဲတမ်းကွတ်တိလုပ်ပြီးတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဒီလားဆူတောင်းခြင်းအဖြစ်ရတယ်ဘယ်လိုပဲခဲ့ငယ်ဖခင်တခင်ငါ့ကိုသူ့အဖြစ်ထောက်ပံ့ပေးတယ်ဖခင်တခင်ငါရဲ့ဆူတောင်းခြင်းကိုအဖြစ်ပေးတယ်ဖခင်တခင်ငါရဲ့ဆူတောင်းခြင်းကိုအလုပ်လုပ်ပေးတယ်ဖခင်တခင်ငါ့ကိုထောက်ပံ့ပေးတယ်ဖခင်တခင်ငါ့ကိုမားစားပေးတယ်ဖခင်တခင်ငါ့ကိုကောင်းချီးပေးတယ်ကျွန်တော်ကအဲ့လိုပြောတယ်ကျမ်းစာထဲမှာလည်းအဲ့လိုပဲ မောရှိကနိုးစော်ပြီးတဲ့ယုံကြည်သူတွေရဲ့အထဲမှာပါဝင်ရမယ်ဆိုတော့တည်လာပေးကန်းချင်တဲ့ဆန္ဒတွေဖြစ်လာဆန္ဒဖြစ်တဲ့အတိုင်းပဲအလူရဲ့ပါဝင်ကြတယ်ဒါတော့မှအလူရှင်တွေကအများကြီးရှိသေးတယ်မောရှိကလက်မခံတော့ညာပါရဲ့ဒါဆိုဖယားတခင်ရဲ့ပုံစံကပါလေဖယားတခင်ရဲ့တဘောတဘောကနိယာမကပါလေအတင်းတော်မှာဝิญဉ်ကောင်းဆောင်တွေဝิญဉ်ဖားခင်တွေဖျားခင်ကတခုခုလုပ်ဖို့တဲ့နှိုးစော်တယ်မှာ ိတ်နှူးဆိုတဲ့ကဏ္ဍမှာသင်ပါဝင်မျိုးစီချာတည့်ရငွေကြီးစိုက်ပြူဆရာဘုရားနှိုးဆိုရင်ဘုရားဆရာတာဝန်ယူမှာပေါ့ဟုတ်တယ်တာဝန်ယူမယ်အဲ့တာဝန်ယူတဲ့အထဲမှာတည့်ရကောင်းကြီးတွေပါပါစေသင်ကြံခဲလို့မရအောင်တော့တခြားသူတွေကကောင်းကြီးတွေကိုအလူရက်ယူလာပြီးကိုကြံခဲလို့မရအောင်ဘုရားတခင်နှိုးဆောင်ဘုရားတခင်ထောက်ပတ်မယ်ဒါတရားရခိုင်တော့အဲ့ထောက်ပတ်ခြင်းကဘယ်ကနေလာလဲဘုရားတခင်ကဣဒလာအမျိုးသားတွေကိုနှိုးဆော်ပေးတယ် နှူးစော်တကဘာအဲ့နှူးစော်တန်ချက်ချင်းသဘောတူပြီးပါဝင်ကြတာရွှေတွေယူလာတဲ့အခွက်ငွေတွေယူလာတဲ့အခွက်ရွှေယူတဲ့အခွက်ကလည်းရော့ရွှေငါနာမည်အကြီးရေးပြီးတော့ဟိုတယောက်ကလည်းငွေငါရွှေလောက်တော့တန်ဖိုးမရှိပဲမှငါနာမည်လေးလည်းတေချာရေးပြီးမလုံမလုံတဲတော်ရဲ့တကားဝင်းတွေထဲမှာလေအလှရှင်တဲ့နာမည်မရေးထားအောင်မောရှိရဟုတ်ဗြိဉ္ဉ်တက်တာကြီးကအလှရှင်ဦးပလူပသူကလူပါတယ်မရှိဟဲ့ရေအင်တုံးကြီးကတော့ တော့ဘသူလူပါလဲဆိုမရှိပါဘူးတဲတော့တကားမှာကာထားတဲ့ဟိုကလကာကြီးမှာလေဥပဒုမလှူဒန်းပါတယ်ဆိုတာမျိုးတွေမရှိဘူးဒါမယုံကြည်သူသာသနာပတ်မှာပဲရှိတယ်သင်ပေါ်ခြင်းယုံကြည်သူတွေကြတော့မလို့တခါတချို့ဘလို့စိတ်ဆိုသိလားဖယားတကယ်နိုင်ငံတော်ထဲမှာပါဝင်ပြီးငါတို့ကိုယ်တော်မှာဘောင်းချတော့မပေးဘူးတချို့လည်းဘောင်းချပါအတွက်လူချင်တယ်လည်းမသိဘူးအသင်းတော်မှာတော့ဘောင်းချလည်းမပေးဘူးဒါပေမဲ့ဆုတောင်းပေးတယ်အသင်းတော်တော့ပါဝင်ပြီးတဲ့အင်္ဂလိပ်တွေပါဝင်ပြီးတဲ့သူတွေအတွက် ။ခေါင်းဆောင်နဲ့အမှုတော်ဆောင်တွေကဆွတ်တောင်းပေးတယ်။ကိုပေးလိုက်တဲ့အရာအိမ်တော်မှာရောက်သွားတယ်။ကိုပေးလိုက်တဲ့အရာသာသနာမှာရောက်သွားတယ်ဆိုရင်ဝမ်းတရားမှာမဟုတ်လား။တချို့ကလေသူတို့နာမည်မပိုင်။ဖျားเจ้าလိုက်လာတော့အုတ်ဉဏ်မှာကြီးလိုက်သူ့နာမည်ခတ်တာအုတ်ဉဏ်ဘယ်မှာမှနာမည်မရတာဟုတ်။ကိုပါဝင်လိုက်တဲ့အရာဖရာသခင်ရဲ့နိုင်ငံတော်ကိုတိဆောက်ခြင်းဖြစ်တယ်။ဣဒလာမျိုးသားတွေကပါဝင်ကြတယ်။ဒါဆိုရင်သာသနာမှာအရေးကြီးဆုံးကပါဝင်တယ်။ အမှုတော်မှာအရေးကြီးဆုံးကဘာလဲအိမ်တော်တိဆောက်ခြင်းမှာအရေးကြီးဆုံးကဘာလဲယုံကြည်သူတွေရဲ့ပါဝင်ပေးကမ်းခြင်းတချို့ထင်တာကအမှုတော်ဆောင်နေဆိုတော့ကပြင်းလို့အလုံးမလုံးခြင်းလို့အမှုတော်ဆောင်နေတာပါသူတို့ကြည့်ဘာမှလည်းအပူပင်မရှိပေါ့ပေါ့ပပနဲ့စားလိုက်နဲ့အကောင်းစားတွေစားတယ်ဝင်းလိုက်နဲ့အကောင်းစားတွေဝတ်တယ်တုံးလိုက်နဲ့အကောင်းစားတွေတုံးနေရတယ်သူတို့ဘဝလေးပဲအေးချမ်းတာပဲတခါလေငါတော်အမှုတော်ဆောင်ခြင်းလိုက်လာဆောင်ကြည့် အမှုတော်ဆောင်တာလွယ်သလားခက်သလားလို့လာဆောင်ကြည့်ကမ္ဘာကျော်ဆရာကြီးကြောက်ပြောဆိုအမှုတော်ဆောင်တယ်ဆိုတာကြာမီပြေဆွဲရတယ်လို့ပြောတယ်အန်ဒီရဲ့ညားတယ်လူတွေအမျိုးမျိုးထင်တာလဲခံရတာအမှုတော်ဆောင်လေးပြန်ရှင်းမယ်ဆိုလဲဆရာပြည့်ပြီမရင်ကြောက်ဆိုတာလာအောင်မယ်မရှင်းမဲနဲ့ရင်ကုန်နှုတ်ပိနေတယ်သူဟုတ်လို့ညင်နေတာကြည့်လိုက်အောင်အဲအဲ့ဒါလာအောင်မယ်ဘာမှမရှိပဲနေတော့လဲဒီအမှုတော်ဆောင်လေးမယူတာမကြိုးစားလို့ကြည့်အခုဖျားခင်ကဘာမှမပေးဘူးစင်းရဲမွဲတိနေရတယ် ရုတ်တရက်ကြီးထပြီးတော့ကောင်းစားပြီးကောင်းကောင်းကန်းကန်းကြိုင်တော့လေပြောဘာဖြက်လန်းနီးများဘာတွင်များတွေ့တော့လေမသိဘူးအမှုတော်ဆောင်တွေကအပြောလွတ်တာမဟုတ်အမှုတော်လာဆောင်ကြီးအဖိုးကများတယ်လွယ်လို့လို့လုံနေတဲ့အရာမဟုတ်တချို့ကဘလို့တွေ့လဲဆရာတို့ကအရန်လွယ်ပါတယ်ပေါ်ပါပါတယ်ကွာအဲ့တော့ဖျားခင်ကဣဒလာအမျိုး72မျိုးထဲမှာယူတာကလေဝိမျိုးသားကိုယူတယ်အမှုတော်ဆောင်ဖို့အတွက်လေဝိလို့လို့လို့မြောက်လေဝိကလေကွက်တယ်မှာရှိရမယ်သူမဟုတ်လေဝိကအိမ်တော်မှာရှိရမယ် ဒါဆိုလေဝိယအလုံးမလုံးကြီးဝင်ဝင်မရှိဘူးလေသူ့မှာမိသားစုရှိတယ်လေလေဝိလေလူပြုံအိမ်တော်တဲ့တွေမိသားစုရှိတယ်တာသမီရှိတယ်ဒါဆိုအဲ့ဒီမိသားစုတွေတာသမီတွေရဲ့စာဝတ်နေကြီးပြည်လဲပွင့်ရတာပါလို့ရတယ်ယုံကြည်သူတွေရဲ့စေဘူးတခုတွေအူဦးသီးတွေပူဇော်တကားတွေသူကယူလာရတယ်အဲ့ဒါကိုယေပရိကပြန်ခွဲပေးနေအမှုတော်ဆောင်လေးစားကြတဲ့တုံးကြတဲ့အဲ့ဒါကတော့အမှုတော်မြတ်ထဲမှာကောင်းမွန်စွာသွားနိုင်ပွင့်ရအတွက်နဲ့အတူနောက်ပြန်မဆုပ်ပွင့်ရဖြစ်တယ် တချို့တော့သာသနာနယ်ကြီးမှာကျွန်တော်ဘာကြားရလဲဆိုတော့အရင်တုန်းကအမှုတော်ဆောင်အသင်းတော်ကတော်တော်လေးလူလဲညားလာနောက်ပိုင်းမှာအဲ့ဒီတင်းဦးစရာအမှုညံကထွက်သွားတယ်ထွက်ပြီးရတချို့ကလေတို့ချွတ်ဖပြန်လုံးနေတယ်တချို့ကြတော့လေဟလာစားတော့ဆိုင်လေးတွေပြန်ဖွင့်တချို့ကြတော့လေအလုပ်ပြန်လုပ်နေတချို့ကြတော့လေစိုက်ပျိုးကြီးတွေပြန်လုပ်နေတချို့ကြတော့လေကယ်ရီပြန်ဆိုရင်လည်းဘာလို့ကယ်ရီပြန်ဆိုဝင်ဝင်မရှိတော့ဝင်ဝင်မရှိမှတော့သူဖယားကိုဘလောက်ပဲချစ်ချစ်ဖယားဘက်မှာဘလောက်ပဲစာငက်စာငက်အသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကအလူဝင်မထဲဘူးပေးကမ်းခြင်းနဲ့ပတ်သက်ပြီးနားမလဲတော့ အဲ့ဒီမှာရှိတဲ့သင်ဦးစရာတွေဖရာအတွက်လုံးမိပါလျက်နဲ့အတ္တကမတန်ရှင်းတဲ့သူတို့ကထားလဲရတာတပိုင်းတရှုကတကယ်ဖရာရဲ့ခေါ်ခြင်းနဲ့မှသွားပြီးအသင်းတော်ကိုပြုစုနေခြင်းနဲ့ကိုယုံကြည်သူတွေရဲ့ပါဝင် ပေးကမ်းခြင်းမရှိတဲ့အခါမှာခက်ခဲတဲ့သူတွေရှိတယ်တရှုကနောက်ပြန်လှည့်ပြီးစီးဝိုင်းပြန်လုံးနဲ့လောကထဲမှာပြန်ရောက်သွားတဲ့အမှုတော်ဆောင်မှာအများကြီးရှိတယ်ဒါကြောင့်နေဟမီတို့လက်ထက်ကာလမှာလေတော်တွေကလေဝိတွေကိုနေဟမီကပြန်ခေါ်လာတယ်ညီလေးတွေမင်းတို့လည်းငါစိတ်တော်မကောင်းအပြစ်လည်းမမြင်ချင်ဘူး မင်းတို့လည်းဒီအချိန်မှာသူတို့လုံးမစားရမယ့်အနေအထားကိုရောက်လာတယ်။ယူဒာမျိုးသားတွေကလည်းအလူငွေပေးခြင်းဆယ်ဘူးလို့ပေးခြင်းနဲ့ပတ်သက်ပြီးပြက်ကွက်နေခဲ့တဲ့လာပါငါအားလုံးကိုသိချာတော့ပြန်တင်ကြပေးမယ်။အားလုံးကိုပြန်ပြီးသိချာပြောပြပေးမယ်။လေတော်ထဲမှာရှိတဲ့လေဝိတွေကိုအိမ်တော်ကိုပြန်ခေါ်လာတယ်။ဗိမာန်တော်ကိုပြန်ခေါ်လာတယ်။ယုံကြည်သူတွေဆယ်ဘူးလို့ပြန်ထဲမှာပဲလေဝိတွေကအမှုရမြတ်ထဲမှာပြန်သွားနိုင်တယ်။ဒါဆိုရင်ယုံကြည်သူတယောက်ရဲ့ပေးကမ်းခြင်းကတဲတော်ဆောက်လုပ်ခြင်းကိုပြီးစီးစေတယ် ယုံကြည်သူတွေရဲ့ပေးကမ်းခြင်းဒါဝိရဲ့ပေးကမ်းခြင်းကသာဝရဘုရားရဲ့ဗိမ္မာန်တော်ကိုပြီးစီးစေတယ်တမန်တော်ခေတ်ကာလမှာလည်းတမန်တော်တွေကမစင်ရင်တချို့ကဘလို့အတွေးကိုပဲတွေးထားလဲဆိုတော့သင်တို့ဒီလောကနဲ့စင်ရင်ဒုက္ခကိုခံရမယ်တိုးတော်လို့မဆိုရင်ကြတယ်ငါဒီလောကအောင်ပြီအဲ့ဒီကျမ်းစာတစ်ပိုက်ကိုပဲယူလိုက်တယ်သင်တို့ဒီလောကစင်ရင်ဒုက္ခကိုခံရမယ်ဆိုတာပဲခံယူလာတာတမန်တော်ခေတ်ကာလကိုလေ့လာကြည့်တမန်တော်တွေမစင်ရင်တမန်တော်တွေပေးရတဲ့အဖို့ကငွေကြီးကြီးမဟုတ် တမန်တော်တွေပေးတဲ့အဖို့အခါကြတော့တရားဟောတဲ့အေးမီဟောတဲ့လွတ်တော်မှာရှိတဲ့အမတ်တွေရုံးမှာရှိတဲ့အစိုးရအရာရှိတွေကဖမ်းသွားတယ်ရိုက်နှက်တယ်ထောင်ကြတယ်ထောင်တွေကလည်းကောင်းဝင်တော်ကပြန်ကယ်ထုတ်တယ်နောက်အေးမီတရားသွားဟောတယ်အဲ့ဒီအေးမီဟောတဲ့နေရာမှာယူဒအမျိုးသားဆိုတာဘာသာရေးအဖွဲ့တယ်ယူဒလူတွေကတပားအမျိုးသားတွေကိုနှိုးဆော်ပေးပြီးတော့ဂဲရီနဲ့ဝိုင်းထုတ်တာတွေယွာတွေကမောင်းထုတ်တာတွေသူတို့ပေးရတဲ့အဖို့ကကအဲ့ဒီအေးမီတရားနဲ့ပတ်သက်တဲ့အဖို့ကအဲ့မအမှုတော်ဆောင်တွေကမစင်ရဲကိုကြွယ်ဝတယ် နောက်ဆုံးသောကာလရဲ့ကြွယ်ဝချင်းကအမှုတော်ဆောင်တွေအားလုံးမှာရှိတယ်။အမှုတော်ဆောင်တွေပဲကြွယ်ဝတော့မဟုတ်အသင်းတော်ကကြွယ်ဝတယ်။ Sunday နေ့ဝတ်ပြုခြင်းမှာလာရင်တဲ့လူတွေကအလူငွေစာအိတ်တွေထဲမှာကြည့်လိုက်လေနည်းနည်းယူလာတာမဟုတ်တော့ခြေရင်းမှာတဲ့ညီကွက်တွေရောက်ပြီးလာပုံလာတာတိန်းတော်ရောင်တိန်းတော်ရောင်လာပုံပြစ်တာအိမ်တွေရောက်ပြီးလာပုံလာတာသူတို့မှာရှိရဲ့စီးကဥစားပစ္စည်းတွေကလာရောက်ပြီးတော့တပံတော်ရဲ့ခြေမှာလာပုံလာတာတပတ်တပတ်ကောက်လို့ရတဲ့အလူငွေတွေနဲတာမဟုတ်ဆယ်ဘူးတို့တွေနဲတာမဟုတ်အအုပ်သီးတွေနဲတာမဟုတ် အငယ်ဆုံးသောသူတွေကိုပေးတဲ့ရည်နဲတာမို့မိမမကလေးကနာနဲတာမို့အိုးလာပုံထားတာရွှေငွေတွေဆိုတာခြေရင်းမှာကိုပုံနေတယ်တမန်တော်တွေမစင်ရတပည့်တော်တွေမစင်ရနောက်ဆုံးနောက်မှအမှုတော်ဆောင်ပါတယ်ဆိုတော့ပေါလုတော်မှာသူချမ်းသာကြွယ်ဝတယ်ပေါလုတော်မစင်ရအမှုတော်ဆောင်တွေမစင်ရသူတို့အဖိုးကပေးရတယ်အဖိုးကလည်းစင်ရခြင်းကမတူဘူးတချို့ဘယ်လိုပဲတူလဲအမှုတော်ဆောင်တွေကြွယ်ဝမကြိုက်တော့အိုးအကောင်းစားဖို့ဈေးကြီးတဲ့ဆွဲကျူးတွေဆိုရင်အမြင်ဆောင်ခြင်းလား တရားဟုတ်တဲ့လက်မှာရွှေလက်စွပ်တွေစွန့်တော့အမြင်ဆောင်ကျင်လာတယ်။သူတို့ကဟိုလက်စွပ်မရှိတဲ့ဘလာကိုသဘောကျလာမသိဘူး။လက်စွပ်ကင်လက်စွပ်ပါတဲ့လက်နဲ့မိုက်ကင်ကြွားတယ်။လော်ကီစီးစိမ်ကိုခံစားတယ်။အကောင်းဆုံးသော brand တွေဝစ်လိုက်လဲသူတို့ကပြောချင်းပြန်ပြီးအမှုတော်ဆောင်တွေကကြည်အောင်လောကအရာတွေကိုပဲတတ်မှတ်တယ်ဆိုလဲမဟုတ်အမှုတော်ဆောင်တွေကကြွယ်ဝတယ်မစင်းရင်ဖျားကြီးကောင်းကြီးပေးခြင်းကအဲ့လိုအဲ့လိုဖျားကြီးကဘယ်ကနေပြီးလဲဟိုကောင်းကြီးဘောင်ကနေဘုံစုပြစ်ပြီးတာမဟုတ်ဖျားကြီးကသူ့ရဲ့နီးလန်းရှိတယ် တခါလေတချို့မှုလို့ဆိုတာတတိခါကျတင်ကြဘူးလိမ့်မယ်တချို့သူတို့ကလာတိုင်းပြီးတာကတိတဲ့သူမမသိဘူးတချို့အပြင်းမတော်ဝင်နေဘူးဇကားတော်ပြောဘူးကိုတိနေတဲ့သူရှိတယ်ကိုနဲ့ရင်းနေတဲ့သူရှိတယ်နှုတ်လုံးဝမလားမတိတဲ့နေရာတွေကလည်းအများကြီးလာတတ်တယ်မဖြစ်နိုင်တဲ့အရာတွေအားဖြင့်ဖျားရခင်ကထောက်ပံ့သွားပြီးအလုပ်လုပ်သွားပြီးတတ်တယ်အရေးကြီးတာမောရှိကနှူးစော်ရဲဖို့တည်းလို့လေနှူးစော်ဖျားရခင်ကဒီကာလမှာဘလို့အရာအတွက်ပါဝင်ခြင်းလဲပေးကမ်းခြင်းလဲ ်နှိုးဆိုဘုရားတခင်ရဲ့အိမ်တော်နဲ့ပတ်သက်လိုက်ရင်ပါဝင်ခြင်းနဲ့ဆန္ဒပြဆုံးဖြတ်ချက်ချဘုရားတခင်နဲ့ပတ်သက်လန်တင်ကက်စီမကုန်နဲ့အာမင်အမှုတော်ဆောင်တွေကတော့ပြန်တားယူရလောက်တဲ့အထီးကိုတင်ဘုရားပတ်မှာစိတ်အားကြီးပြီးပေးကမ်းကြည့်နှိုးဆော်လာပြီဆိုအဲ့ဒါကငါတို့တို့အခွင့်အရေးနှိုးဆော်လာပြီဆိုဒါဟာငါတို့ကိုကောင်းချီးတကားဖွင့်ပေးနေတယ်အဲ့လိုမြင်တဲ့ ကြတော့အမှုတော်ဆောင်တဲ့အမှုရညာမှာဆက်ပြီးရက်တည်ဖို့အတွက်ဘာလိုအပ်ပြီလဲဗိတိရှိပြီးသားအေးလေးကနှစ်ဆသောဗိတိရပြီးပြန်လာတာအဆရာတို့ဗိတိရဖို့ဆူတောင်းဆရာတို့ကဘုရားကိုမဆာငတ်လို့ဖြစ်ဆရာတို့ဘုရားမကြွေးတာမဟုတ်အေးလီရှိကနှစ်ဆသောဗိတိနဲ့အသက်ရှင်နေတာတခါတည်းကမတရှုအမှုတော်ဆောင်ကိုခက်ခဲတာဘုရားနဲ့မှန်မှန်လို့မဟုတ်ဘူးဘုရားနဲ့မှန်နေရင်းနေပင်လေတရှုကအခက်ခဲလေးတွေခဏကြုံရတတ်တယ်အေးလီရှိတစ်ချိန်လုံးငတ်နေတာမဟုတ်ဗိတိရှိတဲ့ဆရာကြီးအများနဲ့ငတ်နေတာမဟုတ်ဘုရားရဲ့ထောက်ပံ့ခြင်းရှိတယ် ဲ့ဒီချိန်မှာတဲ့ဘာလိရှာမျိုးမှရှိတဲ့လူတစ်ယောက်ကသူ့ရှင်မှာရှိတဲ့အဦးသီးတွေယူလာမဟုတ်အလုံး20နဲ့အသီးနိုင်လေးအဲ့ဒါနဲ့အီလီရှေတွေကိုလာပြီးတော့အီလီရှေကသူ့ရဲ့အမှုတော်ဆောင်တွေကဲဝေပေးလိုက်ပါတော့ခုတော့တဲ့လူကအယောက်တည်းရတော့မဟုတ်ကအလုံး20ပဲရှိအသီးနိုင်လေးနည်းနည်းနဲ့ဆိုမရဘူးဒီမုတ်အလုံး20ကလူအယောက်တရာဆိုရင်မုတ်တစ်လုံးကို၅ဖဲဖဲမှရတယ် ်ငားဖဲဆိုတာအစာပြီမပြောနဲ့နန်ကြားတော်မကတ်ဘူးဒီအချိန်မှာအီလီရဲတို့အစာလိုအပ်တဲ့အချိန်မှာမုတ်လာလူတဲ့သူကသူတို့ဘဝရဲ့ဆူတောင်းခြင်းအဖြစ်ပဲသူတို့ဒီချိန်မှာဆူတောင်းနေမှာကိုတော့ကျွန်တော်တို့လည်းအသားငားလေးတွေစားခြင်းနဲ့ကျွန်တော်တို့လည်းအကောင်းဆုံးသောမုတ်လေးတွေစားခြင်းနဲ့ဖယားခင်ကကြည်မုတ်လူတဲ့အချိန်မှာမုတ်ကိုထောက်ပံ့ပေးတယ်စားစရာလူအပ်တဲ့အချိန်မှာစားစရာကိုထောက်ပံ့ပေးတယ် ငွေကြီးလိုအပ်တဲ့ချိန်မှာငွေကြီးကိုထောက်ပံ့ပေးတယ်အခွင့်အရေးကိုမျှော်လင့်နေတဲ့သူကအခွင့်အရေးကိုဘုရားကပေးတယ်ချီးမြှောက်ခြင်းကိုစာနေတဲ့သူကချီးမြှောက်ခြင်းကိုဘုရားပေးတယ်ဒီချိန်မှာတခြားရသူတို့အတွက်လူတော်မှုစားစီရလူနေတဲ့ချိန်အစာကောင်းပါနဲ့တတိုင်းပြည်တော်အစာကောင်းပါနဲ့စည်းဝါမလုပ်ပဲနဲ့ဘုရားအတွက်ဆက်ကပ်နေတဲ့အမှုတော်ဆောင်လေလူတယောက်ကဘုရားနှိုးဆော်ခြင်းရလို့သူ့မှာရှိအဥဒိလာပေးတာအဥဒိလာပေးတော့အဲ့ဒါအေးလိရှေကမပူနဲ့စားပါ မင်းတို့အားလုံးစားလို့ဝိုင်းတော့မှမုတ်တွေကမကုံမင်းနဲ့ပူရှမ်းလိမ့်မယ်မုတ်ငါးလုံးနဲ့ငါးနှစ်ကောင်လူငါးတောင်ညုံကိုကြွေးပြီးအကျိုးပဲကောက်တဲ့ဆန်တောင်ရတဲ့နမိတ်လက္ခဏာကနောက်မှမုတ်တိုးွားတဲ့နမိတ်လက္ခဏာကဓမ္မဟောင်းကာလမှာတည်းကကိုအီရိရှေအရင်လုတ်ထားတယ်အဲကြောင့်နမိတ်လက္ခဏာဆိုကလေခေကာလာနဲ့မစားတင်ပေးခြင်းမှလုံးမယ်အခုလုံးခုဖြစ်တယ်တင်ပေးနမိတ်လက္ခဏာကိုတင်လမ်းမယ်အခုလိုက်အခုမြင်တွေ့ခံစားရအောင်နမိတ်လက္ခဏာကိုပြင်စင်ကြည့်ဆူတောင်းကြည့်ယူတုကြည့်စပြီးခြေလန်းလန်းကြည့် ဟိုအရှိတမိုင်းမှာမုတ်တိုးပွားခဲ့တယ်မဖြစ်ဒါပေမဲ့ငါလက်ထက်မှာကြည့်ရမယ်အရှိတမိုင်းမှာအစာအစာပူတာဖြစ်ငါလက်ထက်မှာကြည့်ရမယ်အီဒီရှေကပြောတယ်ဝေလဲဝေခံလာတယ်အားလုံးကစားရည်ဝါကြော်ပြီးမှအကျွင်းအကြံနေတောင်ကြံ့တယ်ဒါဆိုဒီချိန်မှာအီလီရှေတို့တွေဆူတောင်းနေတယ်အီလီရှေတို့အတွက်လိုအပ်နေတယ်ပရောဖက်တီအမှုတော်ဆောင်အရောက်တရာစားဝတ်နေရအတွက်အခက်ခဲကြုံနေတဲ့အချိန်မှာလာလူတဲ့လူတယောက်ကဒါသူတို့အတွက်ဖျားရခင်ပေးတဲ့အဖြစ် အဲ့ဒီချိန်မှာတို့ဘယ်လိုပြောမှာသိလားအာမင်းကမိုးကြီးလို့ကျေးဇူးတင်တယ်လို့တော့ပြောပြလိမ့်မယ်အဓိကတို့ဘာကိုကျေးဇူးတင်မလဲဖယားခင်ကိုတော်ကျွေးတဲ့မုတ်အတွက်ကျေးဇူးတင်လိုက်တာကိုတော်ကျွေးတဲ့အစားအသောက်အတွက်ကျေးဇူးတင်လိုက်တာအရှိုးကြီးလည်းပျော်လွန်းလို့ထားကုန်ခုံလိုက်မှ Yes thank you Jesus မုတ်စားရပြီဖယားခင်ကထက်ခဲရကာလာမှာအမှုတော်ဆောင်တွေကိုဒီတိုင်းမထားပါဘူးအကောင်းဆုံးကျွေးတဲ့ဖယားအာမင်သူရဲ့နီလန်းရှိရဲ့အေးဒီရှယ်တို့အတွက်နီလန်းရှိရဲ့ မောရှိအတွက်နီးလန်းရှိတယ်။ပေါလုတို့အတွက်နီးလန်းရှိတယ်။ပေသူတို့အတွက်နီးလန်းရှိတယ်။သင်အတွက်လည်းဖခင်နီးလန်းရှိတယ်။အခက်ခဲကြတဲ့မှာဖခင်အလုပ်လုပ်သွားပြီးရတယ်။ဒါကြောင့်ဖခင်ရဲ့ပေးခြင်းတဲ့သဘောတဘာဝကယုံကြည်သူတွေမျက်စိပွင့်ပါ။ယုံကြည်သူတွေနားတွေပွင့်ပါ။ယုံကြည်သူတွေနှလုံးသားတွေပွင့်ပါ။အိမ်တော်မှာငါဘာပေးရမလဲ။ဘာပါဝင်ရမလဲ။ဘလို့စိုက်ပြူးရမလဲ။ဒါတွေကိုကျွန်တော်တို့မြင်တတ်ဖို့ရတယ်လို့ ဒီပေးကမ်းခြင်းအားဖြင့်အသိတော်မှာအများစွာအလုပ်ဖြစ်လေဖျားရခင်ပြောခြင်းနဲ့အိမ်တော်ဆောက်ခြင်းနဲ့ဖျားရခင်ရဲ့အကြံစီကိုပြီးပြည့်စုံအောင်အကောင်းနဲ့ပေါ်နိုင်တာကယုံကြည်သူရဲ့ပေးကမ်းခြင်းဒါဆိုရင်ကိုယ့်ရဲ့အထဲကနှိုးဆော်လို့ပါဝင်ရတဲ့အရာရှိတယ်လို့အမှုတော်ဆောင်တွေနှိုးဆော်လာတဲ့အခါမှာလည်းအဲ့ဒီအရာပေါ်မှာအချိန်မစွဲနဲ့အချိန်စွဲရင် host တော်တော်ပြီးမလာနဲ့တော့ပြည့်သွားပြီအဲ့ဒီချိန်မှာငါးကွာပါဝင်ခြင်းလိုက်တာမိမနင်းရလဲစိုးစိုးကခွင့်မပေးဘူး ငါပါဝင်ခြင်းလို့ယောက်ျားရဲ့နေရစောစောတွေကနော်ငါ့အခွင့်အခုတော့ပါဝင်လို့မရတော့အခွင့်အရေးအစိုးရမကန်တော့ပါဝင်ဖျားခင်ကတက်အတွက်ကောင်းကြီးတကားတွေများစွာဖွင့်ထားပြီးအာမင်အဲကြောင့်အသင်းတော်သာသနာမှာအမှုတော်ဆောင်နေဖျားဘယ်လိုထောက်ပံ့ပြီးလဲယုံကြည်သူတွေအားဖြင့်ဖျားခင်ကထောက်ပံ့ပြီးတယ်ဒါကဖျားခင်ထောက်ပံ့ပြီးတဲ့ပုံစံဖျားခင်ရဲ့နီလန်းဖြစ်တယ်တခြားနေရာကလာတာမဟုတ်ဘူးဖျားခင်ကပြင်ဆင်ပြီးတဲ့အကြောင်းတင့်ကိုဖျားခင်ကတခါမှမမရဘူးတဲ့နေရာတွေကလည်းရလာစီလေ ကြောက်သေးကတော့ရည်ထွက်စီတယ်ဖရာပြီးကိုနဲ့လုံးဝမသိတဲ့သူတွေရှိကလည်းကောင်းကြီးမင်္ဂလာတွေလို့ဖရာခင်ကကိုယ့်ရဲ့ထဲမှာစီးစင်းလာစီလိမ့်မယ်